လစ်စတင်စတိုင်းနိုင်ငံဟာကမ္ဘာအသေးဆုံးနိုင်ငံတွေထဲက6ခုမြောက်အသေးဆုံးနိုင်ငံဖြစ်ပါတယ်။ဥရောပတိုက်ရဲ့အလဲပိုင်းမှာတည်ရှိပြီးတော့ဆွစ်ဇာလန်နိုင်ငံနဲ့ဩစတြီးယားနိုင်ငံတို့ကြားမှာတည်ရှိပါတယ်။1919ခုနှစ်မှာ Holy Roman Empire လက်အောက်ကနေလွတ်လပ်တဲ့မင်းသားနိုင်ငံဖြစ်သူတည်ထောင်ခဲ့ပြီး1806ခုနှစ်မှာတော့လွတ်လပ်တဲ့နိုင်ငံတစ်ခုအဖြစ်ယက်တည်လာခဲ့တာဟာယနေ့ထိဖြစ်ပါတယ်။ဒုတိယကမ္ဘာစစ်အတွင်းမှာကြားနေနိုင်ငံအဖြစ်ယက်တည်ခဲ့တဲ့နိုင်ငံပါ။ မြို့တော်ကတော့ဘာတို့ဖြစ်ပြီးရုံသုံးဘာသာစကားကတော့ဂျာမန်ဘာသာစကားပဲဖြစ်ပါတယ်လူဦးရေကတော့2024ခုနှစ်စစ်တမ်းများအရခမန်းကြီးအဖြစ်3900ခန့်ရှိပါတယ်နိုင်ငံအကျယ်ဝန်းကတော့160စတူရန်ကီလိုမီတာခန့်သာရှိပြီးတော့ဥရောပတွင်စတုတ္ထမြောက်အသေးငယ်ဆုံးနိုင်ငံတစ်ခုဖြစ်ပါတယ်အုတ်ချုပ်ရေးစနစ်အနေနဲ့ကတော့ဖွဲ့စည်းပုံအခြေခံဥပဒေအရဘရင်စနစ်ဖြစ်ပြီးတော့ဒီနိုင်ငံမှာတော့မင်းသားကနိုင်ငံတော်ရဲ့အကြီးအကဲဖြစ်ပါတယ် ငွေကြေးကတော့ Switzerland France CHS ပဲဖြစ်ပါတယ်။ဒီနိုင်ငံရဲ့ထူးခြားချက်တွေကတော့နိုင်ငံ area ရရလူဦးရေရပါတင်းငယ်တဲ့နိုင်ငံတစ်ခုဖြစ်တော့လဲစီးပွားရေးအရာဖွံ့ဖြိုးတိုးတက်သောနိုင်ငံဖြစ်ပါတယ်။နိုင်ငံရဲ့စီးပွားရေးကိုတော့အဓိကအားဖြင့်ဗန်နာရေးဝန်ဆောင်မှုလုပ်ငန်းပေါ်တွင်အခြေခံထားပြီးအခွန်နှုန်းထားတွေကလည်းနှဲပါတာကြောင့်နိုင်ငံတကာကုမ္ပဏီများစွာက Liechtenstein နိုင်ငံမှာရုံးတွေလာရောက်ဖွင့်လှစ်ကြတာကြောင့်နိုင်ငံဟာတင်းငယ်ပေမဲ့စီးပွားရေးတောင့်တင်းတဲ့နိုင်ငံတစ်ခုဖြစ်ပါတယ်။နိုင်ငံရဲ့နေရာအများစုဟာ အဲတောင်တန်းများနဲ့ဖုံးအပ်နေပြီးတော့တဘာဝအလှတရားတွေပေါ်များပါတယ်တဘာဝအလှတရားတွေရှေးဟောင်းခံတဲ့နှင့်ယဉ်ကျေးမှုအမွေနှစ်တွေကြောင့်ခီးသွောလုပ်ငန်းဟာလည်းဖွံ့ဖြိုးတဲ့နိုင်ငံမှာယဉ်ကျေးမှုအနေနဲ့ကတော့ဂျာမန်ယဉ်ကျေးမှုလွှမ်းမိုးမှုရှိပြီးတော့မှဒေတာခံဒလိထုံတန်းတွေကိုထိမ့်သိမ်းထားပါတယ်တယ်ယူပို့ဆောင်ရေးအပိုင်းမှာတော့ဆွစ်ဇာလန်နဲ့ဩစတြီးယားနိုင်ငံတို့နဲ့နီကတ်စွာတည်ရှိနေတာကြောင့်တယ်ယူပို့ဆောင်ရေးဟာအရန်လွယ်ကူပါတယ် electronic အုပ်ချုပ်ရေးစနစ် e-government ကိုအသုံးပြုမှုမြင့်မားလာကြောင်း24နာရီအစိုးရဝန်ဆောင်မှုရတဲ့နိုင်ငံငယ်ပါနိုင်ငံရေးဟာလည်းတည်ငြိမ်ပြီးနိုင်ငံသားတွေရဲ့အခွင့်အရေးကိုလည်းလေးစားတဲ့နိုင်ငံတစ်ခုပါဘာတို့ရဲတိုက်ဟာမင်းသားရဲ့နေအိမ်ဖြစ်ပြီးတော့မြို့တော်ရဲ့အထင်ကရတင်ကြီးလားတစ်ခုလည်းဖြစ်ပါတယ်ကမ္ဘာအသေးငယ်ဆုံးနိုင်ငံများထဲကတစ်ခုဖြစ်တော်လဲနိုင်ငံရဲ့ကိုယ်ပိုင်အလံနိုင်ငံတော်တချင်းနဲ့တစိမ့်တော်များရှိပါတယ်။တစိမ့်ကောင်းထုတ်လုပ်မှုဟာလဲနိုင်ငံဝင်ငွေရတဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ်။ လစ်တင်စတိုင်ဟာတင်းငယ်တဲ့နိုင်ငံတစ်ခုဖြစ်တော်လဲစီးပွားရေးအရအင်အားကြီးမှပြီးတဘာဝအလှတရားတွေအင်မတန်မှပေါ်များတဲ့ဥရောပနိုင်ငံငယ်လေးတစ်ခုဖြစ်ပါတယ်ခုလိုအဆုံးထိနားထောင်ပေးလို့ကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်တို့ရဲ့ YouTube Channel လေးကိုလည်း Subscribe လုပ်ပေးသွားဖို့မမေ့နဲ့နော်